DVB Digital Fast ။လိန်နေတယ်လို့ကျွန်တော်အကြိမ်ကြိမ်ပြောတယ်။တက်ကြောက်ကိုဒူးကြောက်ကိုလိန်ခံနေရတယ်လို့ပြောနေတာ။ပြည်သူစစ်မှုထံဥပဒေထောက်တယ်။ပတ်စံယူနေတယ်အောက်မှာ။လူကုန်ကူးခံနေရတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အပါအဝင်စစ်တိုင်းမှုတွေစစ်ဗိုလ်ချုပ်တွေကိုပြင်းပြင်းထန်ထန်ဝေဖန်ရင်းနာမည်ကြီးလာတဲ့စစ်တပ်ထောက်ခံသူဇော်ဖုံးခင်းကိုဇွန်လ၂ရက်နေ့ကပြုံးလွှင့်ရှင်နေအိမ်ကနေဖမ်းဆီးပြီး လောလောဆယ်ပုံမှန်နှစ်ခုနဲ့အမှုဖွင့်ကရန်ကုန်မန္တလေးနဲ့နေပြည်တော်ကအမှုတွေအတွက်စစ်ဆေးနေတယ်လို့သိရပါတယ်။မေလ30ရက်နေ့ကယင်းဒီစစ်ဆေးရေးဂိတ်မှာရာရှိစစ်တီတွေငွေတောင်းတဲ့ကိစ္စ KTB သွားတဲ့ကိစ္စကိုလိုက်လွန့်ပြောဆိုရတာကနေတက်နဲ့စကားများကခုလိုဖန်ဆီးခံရတာဖြစ်တယ်လို့နေပြည်တော်နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။လေဝေးတက်နဲ့အပိုင်းတောင်စီရေးဂိတ်မှာဖြစ်တဲ့ကိစ္စကိုရာရှိပိုင်းယင်းဒီဂိတ်ဆိုပြီးပြောလို့လက်ပကကဖမ်းတာ။ လေဝေးတက်တဲ့ဘက်ကလည်းအဲဒီကိစ္စကိုမချင်တတ်ဘူးအရင်ရက်ကလဘခတိုင်းမှုတွေရဲမှုချုပ်တွေကိုဘီဂျီနာပြည်သူစစ်နဲ့ပေါင်းပြီးလောင်စာဝိုင်းတွေဖွင့်နေတယ်လို့ပြောကြတဲ့ကသူ့ကိုစောင့်ကြည့်နေတယ်လို့ပြောပါတယ်စစ်တပ်ထောက်ခံသူဇော်ဖုံးငင်းကိုလေပိုင်းတိုင်းစစ်ထနာချုပ်နန်းနွန်းစစ်ကြောရေးမှာကနဦးပုံမှ99ကာဂျီပုံမှ66ကာဂျီတရားမှုကုံတွယ်မှုတွေအတွက်စစ်ဆေးနေတယ်လို့လဘခနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်ပုံမှန်99ကာဂျီနဲ့ပုံမှန်66ကာဂျီကနေပြည်တော်နဲ့မန္တလေးကအမှုဖွင့်ထားတာ တရားမဝင်ကုံသွယ်မှုအတွက် စစ်ဆင်းနေတာတွေရှိတယ်။သူ့ကိုလိုင်းမော်တက်အော်ခိုင်းတဲ့ယာရှိတချို့လည်းစုံခုံစစ်ဖို့လုပ်နေတယ်လို့ဆိုပါတယ်။စစ်ကောင်းဆောင်တွေကိုဆက်ဆိုတဲ့အတွက်ဇော်ဘုံဟင်းကိုမေလာရှိရနေကလူရန်စားဘဝတိုးတက်မြန်မာရေးပါတီကထွေထွေတွင်းမှုဒေါ်မမှုခိုင်ကတောင်တုံကုံမြို့နယ်ရဲစခန်းမှာပုံမှန်66ကာကြီးနဲ့လည်းအမှုဖွင့်ထားတာရှိပါတယ်။ ဇော်ဖုံးခင်းဟာပြုံးလုံမှာနေထိုင်ပြီးပြုံးလုံကနေမူဆယ်အထိတင့်တဲ့ကြောက်စိမ်းမောင်ကိုလိုရင်းတပ်ဖက်ကအရာရှိကြီးတွေနဲ့ယင်းကြီးကစစ်တပ်ထောက်ခံသူဖြစ်လာတာလို့တပ်ထောက်ခံသူတွေဘက်ကပြောဆိုထားပါတယ်စစ်တပ်ထောက်ခံသူဇော်ဖုံးခင်းကိုဖမ်းဆီးဖို့ဟန်ငိယူအကောင့်ကနေဥဆောင်ခဲ့တာဖြစ်ပါတယ်အခုလိုဖမ်းခိုင်းလို့မဘာသားနဲ့စစ်တပ်ထောက်ခံသူတချို့ကတော့ဟန်ငိယူကိုမကြင်မနှက်ဖြစ်နေကြတယ်လို့သိရပါတယ်စော်ဖုံးရင်ဖန်စီခံရတဲ့ပေါ်ကန့်ကွက်သူတွေကိုစစ်တပ်ကိုတော်လှန်ပုန်ကန်ဖြုတ်ချဖို့ကြံစီနေတဲ့သူတွေ ပူးတက်တဲ့သရှိုးတွေအဖြစ်စတက်လော်ဘီဟန်ငိယူးကသူ့ရဲ့ Telegram အကောင့်မှာရေးသားထားပါတယ်။ပြည်သူစစ်ကမဘာကပြည်သူစစ်ကဟမ်နာမည်ပြောလို့ရတယ်နော်အဲ့လိုကောင်းတဲ့မန္တလေးမှာဟိုမှာနေရာကြီးမှာလောင်းဝသားဝိုင်းတွေလာထောင်လာကြတော့ခမားတို့စောက်တမ်းမထွက်ရဲဘူးရောခမားတို့ကိုယ်တိုင်စောက်ချက်မရှိတာပခုံးပေါ်မှာခမားတို့ဗိုလ်ချုပ်ပွင့်နေတင်ထားပြီးတော့မှ